မန္တလေးတိုင်းမြင့်ချံမြို့နယ်နဲ့အထိုးကြီးမြို့နယ်တွေကဒေသခံ1000ကျော်ဟာပြီးခဲ့တဲ့ဇူလိုင်31ရက်ကစတဲ့ကနွေမာလာဒီလေးလာကြစပေးတိန်ရှောင်းနေရဆက်ဖြစ်ပြီးတော့နေရမပြောင်းနိုင်သေးတာကြောင့်စားနပ်ရိက်ကအကူအညီတွေလိုအပ်နေရလို့ဒေသခံသတင်းမြစ်တွေကပြောပါရယ်ပြီးခဲ့တဲ့ဇူလိုင်လကစတဲ့ကမြင့်ချံနယ်အရှိချမ်းနဲ့နထိုးကြီးနယ်အနောက်ချမ်းကကြီးဝါရီကိုစုပ်စုနဲ့တီတာရုံမှုဦးဆောင်တဲ့ပြူရီဟာစစ်ကြောင်းထိုးစီနေလူရဲ့မိရှူတာနဲ့ဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေလှုပ်ဆောင်ခဲ့ရကြောင်း တောင်းနေချီတဲ့ပြည်သူတွေဟာဒီကနေ့ထိဘေးလွရနေရာတွေမှာစစ်ပေးရှောင်ထွက်ပြေးနေရဆဲဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။လက်ရှိမှာစိုးစုစစ်ကြောင်းထိုးလူရဲ့မိရှို့နေတဲ့ကျေးရွာတွေကိုကုညီထောက်ပတ်မှုတွေလှုပ်ဆောင်ပေးနေပေမဲ့စစ်ပေးရှောင်လာတဲ့ဥယျာဉ်များပြားနေရာကြောင်းအကူအညီတွေလိုအပ်နေဆဲဖြစ်တယ်လို့စစ်ရှောင်ပြည်သူတွေကိုကုညီပေးနေတဲ့ရင်းချံဒေသခံတရင်းမြစ်ကပြောပါတယ်။စိုးစုနယ်ပြည်စော်တီတွေစီးနင်းလူရဲ့မိရှို့နေရကြောင်းရင်းချံနယ်နထိုးကြီးနယ်က ခြေရပေါင်း30ကျော်ကဒေသခံပြည်သူတပေါင်းကျော်လေးလာကြစစ်ပေးတင်ရှောင်နေကြတာဖြစ်ပါတယ်။လက်ရှိမှာစောစုကမြင်းချန်နထိုးကြီးလမ်းမိုင်းကို3လကျော်ကြာစစ်ကြောင်းထိုးပြီးရနောက်ပြန်လည်ထိမ့်ချုပ်ထားသလိုလမ်းဘေးဝဲရမှာရှိတဲ့ခြေရတွေကိုပေါက်ထွင်းလူရတာမီးရှို့တာတွေမကြကနလှုပ်ဆောင်နေဆက်ဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လကမြင်းချန်နဲ့အရှိချမ်းနဲ့နထိုးကြီးနဲ့အနောက်ချမ်းကခြေရတွေကိုစောစုနဲ့တီတာရုံမှုဦးဆောင်တဲ့ ဖြူရီစတင်စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီးတော့ရွာစင်ပတ်မွေးလူသက်လူရဲ့မိရှိုးခဲ့တာကြောင့်ပြီးခဲ့တဲ့အော်တိုဘာလတည်း၃လအတွင်းရွာပေါင်း၁၀ရာကျော်ကစုစုပေါင်းအင်ချီ1500ကျော်မီးလောင်ပျက်စီးခဲ့ပြီးဒေသက25ဦးတက်မနဲ့ဖမ်းဆီးတပ်ဖြတ်ခံရတယ်လို့မြေပြင်သတင်းမြစ်တူကပြောပါတယ်။ဟောင်ဇာလက်နက်ကြီးဆိုတာက120မမအမြောက်ကြီးတွေကိုပစ်ခတ်နိုင်တဲ့ဖြတ်အားပြင်းလက်နက်အမျိုးအစားဖြစ်ပါတယ်။ဟောင်ဇာလက်နက်ကြီးဟာအကွာအဝေး16မိုင်အထိပစ်ခတ်နိုင်ပြီးကြောက်ရပေါက်ခဲကြိမ်ပေတထောင်ခန့်အတွင်ရှိနေပါကအသက်သေဆုံးနိုင်ပါတယ်။ လက်နက်ကြီးကြောက်ပောက်ွက်ခြင်းနားစီနဲ့နှလုံးထိခိုက်မှုရွံ့နေစေဖို့ဥကောင်းကိုလက်နက်ဖက်နှုတ်တံတောင်းနဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါ